အိမ်မဲရောင်းတယ်အိမ်မဲရောင်းလိုက်ပြီးတော့မှဟာအိမ်မဲကတော့ဖြန့်ပေးလိုက်တာဘသူကတော့ဖြင့်အိမ်ကြီးကိုပိုင်ဆိုင်သွားပါပြီတွေ့လားသိမ့်ပနတောင်းတန်အိမ်ကြီးကိုစုမဲဒီမှာတသိန်းနဲ့ပိုင်ဆိုင်သွားပါပြီတွေ့လားရောင်းတာရောင်းထားတယ်မတွေ့သေးဘူးနော်ကားမဲခုနလိုပဲခြေသုံးလုံးနဲ့ကားမဲတွေဖောက်တယ်ဖောက်တယ်ဖောက်တယ်နော်ကားမဲတွေအိတ်ကားပိုင်ဆိုင်သွားတာတွေ့လားမတွေ့ဘူးနော်မအားကြပါနဲ့ နော်မအားကြပါနဲ့ဟုတ်လားမအားကြပါနဲ့အဲ့တော့စုမဲတွေစုမဲတွေစုကြတယ်စုကြတယ်အေးစုမဲမိန်းမတွေပြေးတာတခါတည်းကိုမှုံးနေတာပဲနော် အမှုဖွင့်လဲဖွင့်အဲ့တော့အမှုနေလဲဖွင့်ကျမတော်မှာအမှုသွားဖွင့်သေးတယ်ကျမအဲ့နောက်ပိုင်းဘာအမှုမှတော့မဖွင့်တော့ဘူးနော်မန္တလေးကမိန်းမတရားအဲ့လိုပဲလိမ့်တာအမှုဖွင့်တော့ရှေ့နေကလေ3190ပေးရတယ်အဲ့ဒီခစ်က3190ပေးရတယ်အဲ့နှစ်ရက်လားမသိဘူးအချုပ်ထဲမှာကျမကိုခေါ်ပြတယ်ဟိုမားတဲ့အချုပ်ထဲကိုထည့်ထားပြီးပြီလေဆိုတော့ဩအေးဟုတ်ပြီပေါ့ဆိုကျမတို့ကပြန်လာပြီးလဲပြီးရောအဲ့ရှေ့နေရေးရင်ဒီဟိုအဲ့ပြင်းမှုကျွလို့နဲ့မိန်းမရေဘလို့တွ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 ေဖြစ်လဲမသိဘူးနှစ်ရက်လဲနေလဲနေရောအိမ်ပြန်ရောက်တော့အမိန်းမ 喏，A 线你要嘞，下段路我们要融。 နော်အဲ့ဒီအချိန်မှာနိုင်ငံရေးနဲ့ထဖြစ်ကောရှေ့နေရလဲတခါတည်းကိုဘယ်ဒီယိုဘယ်လိုရောက်သွားပြီးတော့မှဘလိုတွေဘလိုတွေဖြစ်သွားလဲမသိဘူးရှေ့နေရလဲတခါတည်းကို Facebook ထဲမှာ friend ဖြစ်တဲ့ခါ friend ဖြစ်ထားတာဟိုပစ္စတိုတနက်ကိုစပွဲပေါ်မှာတင်ပြီးတော့မှသူ့ကိုဘလိုဖြစ်တဲ့တွေ့ညာလို့ဖြစ်တဲ့တွေ့ဒီမှာပစ္စတိုတွေ့လားဆိုတော့ဟာရှေ့နေရရှေ့နေမှဒီဘာဖြစ်သွားကြီးလဲမသိတော့ဘူးဆိုတော့ကိုကလည်းလေသူ့လည်းကျမပြောတယ်ကျမအမှုမလိုက်ပေးနိုင်လို့ရှိရင်လည်းကျမရှေ့နေကပြန်ပေး3,800ဆိုတာနည်းတာမဟုတ်ဘူးဆိုတော့အဲ့ဒီရှေ့နေက ။တခါနဲ့ तू ကတနက်ကိုဇပွဲပေါ်မှာတင်တဲ့ဓာတ်ပုံရိုက်ပြီးတော့မှသူ့ကိုဘလို့ဖြစ်တဲ့လူညာလို့ဖြစ်တဲ့လူပြောတော့ကိုကလည်းကို့ပစံနဲ့ကိုသီလားမတောင်းရဲတော့ဘူး။မတောင်းရဲတော့ပဲနဲ့နေလိုက်တော့အဲ့ရှိနေလဲငါဘလို့လိုက်တော့မယ်နေပလိစီတော့နေပန္နာပစ္စည်းရောဟောတူရှိပလိစီတော့ဆိုပြီးတော့မှအဲ့လိုနဲ့ အဲ့ဒီနေရာကျမလည်းဘာမှမမှမဖွင့်တော့ကဲနေပလိစီတော့လေရှေ့နေကပါထက်ကုန်နေဆိုပြီးတော့မှအဲ့တော့အဲ့ဒီစုမဲလိန်သွားတဲ့မိန်းမတွေကိုလည်းဒီလိုပဲပေါ့ကျမလိုလူမျိုးတွေပေါ့လေမလုံနိုင်မလုံတော့ဘူးပေါ့နော်မလုံနိုင်ကြအောင်စာချုပ်စာရမ်းလည်းခိုင်ခိုင်မာမာလည်းမရှိဘူးလေသူတည်းကိုကမဲထည့်ထားတာလေဟုတ်တယ်လားဆိုတော့အကုန်လုံးဆုံးရရတယ်တယောက်နဲ့တယောက်နဲ့ယုံကြည်မှုနဲ့အလုံးလုံးကြတဲ့အချိန်မှာအဲ့လိုကလင်ကကြစ်တွေနဲ့လုံးကြတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့အများကြီးလူတွေချွေးနှဲစာတွေအလန့်ဟတ်သက်ဖြစ်ကုန်ကြတယ်ဆိုတော့ကြားဖြတ်မယ် တတိထားဖို့ဘက်တော့မှမထည့်နဲ့အိမ်စုမဲဆိုတဲ့ကိစ္စတွေလေဘက်တော့မှမမှန်ဘူးအဲ့ဒါတွေလေနော်နောက်တစ်ခါခုနကပြောတဲ့အိမ်မဲကားမဲဘက်တော့မှမဝယ်နဲ့အဲ့ဒါတွေလေသူများပတ်စံကိုနလဲပဲလဲနဲ့ယူတာကျွန်တော်တို့တိုင်းပြည်မှာအိမ်မဲဖောက်ပေးလိုက်ပါတယ်လို့မြင်မူးလားသိန်းဘယ်နှတောင်းနိုင်အိမ်ကိုဒီမှာငွေတစ်တောင်းနဲ့ငွေတစ်သိန်းနဲ့ဒီမှာပိုင်ရှင်လက်ထက်ကိုအပ်လိုက်ပါပြီလို့မြင်လားရောင်းတာရဲ့ရောင်းနေတာနော်ကားမဲတွေနှစ်သိန်းလို့သုံးသိန်းလို့ရှိရဲ Land Cruiser တွေကျွန်မခဏခဏတွေ့တယ်เนาะခြေသုံးလုံးကနန်းနဲ့သုံး န်းနဲ့ဆိုတော့ဆိုပြီးတော့မှတွေ့လာအဲ့ပေါက်သွားတဲ့သူတွေ့လာသုံးလုံးတော့မှကျွန်တော်တို့လိုလေကူကူနဲ့မပေါက်ချင်းထွင်းအောင်အဲ့လောက်ဘဝမပြတ်ဘူးဟုတ်လားချင်းထွင်းအောင်ဘဝမပြတ်ဘူးအားတစ်ခါတည်းအဲဒီလိုမျိုးဟိုငွေ900ဘိုးတစ်ထောင်ဘိုးထိုးလို့ရတယ်သူကတော့တမဲကို3သိန်းလို့2သိန်းလို့ ਨੇ ဒီလိုမျိုးတွေနော်ဆိုတော့ဒါကြီးလဲခေါင်းစဉ်တက်ပြီးကြားဖြတ်နေပဲမလုံးနဲ့အခုရွှေစုစာအောင်ဆိုပြီးတော့မှပေါ်လာပြန်ပြီ။ ရက်ွက်ထဲဒီမှာအဲ့တော့ကိုကတော့ကိုရဲ့ချွေးနေစာလေးတွေမဆိုင်ရမတောက်ရက်ကလေးနဲ့ရွှေစုစာအုပ်ဆိုပြီးတော့မှ9000ပေးလိုက်တသိန်းပေးလိုက်နှစ်သိန်းပေးလိုက်သုံးသိန်းပေးလိုက်ငါကတော့ရွှေတစ်ချက်သားရပြီငါကတော့ရွှေနှစ်ချက်သားရပြီအမေယူသေးဘူးငါချက်သားပြေးမှယူမယ်ငါချက်သားလည်းပြေအောင်ငါရွှေလည်းပေးဆိုတော့ပြေရောမပေးနိုင်ရင်ဘာလုပ်မလဲတွေဖြစ်ရောဖြစ်မယ်ဖြစ်မယ်เนาะဘက်ဒေါ်မှာအဲ့ဓာတွေမလုံးမိစင်နဲ့ကျွန်တော်တို့ကကျွန်သွားပြီးမှရတဲ့နောင်တာဟာဘာလုပ်မှာလဲเนาะမကျွန်ခင်မှာဒီလိုမျိုးအတိနဲ့တိရတဲ့ဟာဘယ်လောက်တန်ဖိုးရှိလဲ ဟုတ်လားကိုစီကနေကိုရဲ့ငွေတွေကိုရဲ့အာ training စာတွေနဲ့ရင်းပြီးတော့မှတိရတဲ့အတိထက်စာလို့ရှင်ဒီလိုမျိုးတိကြိုတင်ပြီးတိထားလို့ရှောင်ကျင်ရတာဘလောက်အကျိုးများသလဲဒါကြောင့်မလို့ကျမအမုန်းခံပြီးတော့မှပြောပြတာလောဘမတန်နဲ့မလီပတ်စံသသိန်းနဲ့ဘာမှမဖြစ်ဘူးခင်ငါတို့ကတော့ကန်ဆန်းတာလုံးအဲ့ဒါဆိုရင်တော့လေသဘောနော်ပတ်စံနှစ်သိန်းသုံးသိန်းနဲ့ဘာမှမဖြစ်ဘူးငါတို့ကတော့ကန်ဆန်းတာသဘောသဘောသဘောနော်အဲ့လိုမျိုးဆိုရင်တော့သဘော နော်အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့လိုမျိုးတွေရှိတော့လူလိန်အားပေးတွေဖြစ်တာပေါ့အစိတ်ပင်ရေလောင်းနေဖြစ်တာပေါ့နော်အဲ့တော့ဒီလိုမျိုးတွေကိုနှိမ်နှင်းလို့မရဘူးပေါ့အဲ့တော့လေလေကျမဒီဒီဟာတွေဟာအိမ်မဲရောင်းတာတွေကားမဲရောင်းတာတွေစုမဲစုတာတွေရွှေစုစာအုပ်တွေဟာတရားဥပဒေရလဲကျမတို့ကဒါအကျုံးမဝင်ဘူးနော်အဲ့တော့ဒါတွေကို နှိမ်နှင်းမို့တိုက်ဖြတ်ဖို့ကကျမတို့တွေပြောတယ်ဆိုရင်တော့ကျမတို့တွေကစဲကြမယ်ဆိုကြမယ်ဒီဒီလူဒန်းစားတရက်ကကျမတို့ကိုတိုက်ခိုက်နေတတ်ဆိုင်ရာအစိုးရကနေပြီးတော့မှဒါတွေကိုပြင်းပြင်းထန်ထန်နဲ့နှိမ်နှင်းပေးဖို့လိုတယ်ဒါလဲကြားဖြန့်တမျိုးပဲသူများစီးစိမ်ဥစ္စာတရားမဝင်စုမဲတွေစုလို့မရဘူး ရွှေစုဆောင်အုပ်တယ်နော်အခုခေါင်းစဉ်တက်လာပြီဒါသက်ဆိုင်ရာလူကြီးမင်းများမသိမှာဆိုလို့ကျမကပြောပြတာရွှေစုဆောင်အုပ်ရွှေစုဆောင်အုပ်အဲ့တော့ကျမတို့ရွှေဆိုင်နေရရွှေရောင်းရင်တောင်မှပဲကျမတို့တက်တူတွင်လိုင်စင်ရှိမှကျောင်းမြန်ရောင်းရင်ကျောင်းမြန်လိုင်စင်ရှိမှကျမတို့တွေလုပ်ငန်းလိုင်စင်ရှိမှအယောင်းဝယ်လုပ်လို့ရတယ်။အဲ့တော့ရက်ွက်ထဲတွေမှာရွှေစုစာအုပ်ဆိုပြီးတော့မှစုနေတဲ့သူတွေကဘယ်လိုလိုင်စင်မျိုးနဲ့လုပ်နေသလဲ။ဘယ်လိုခွင့်ပြုချက်မျိုးနဲ့လုပ်ကင်ခွင့်ရနေသလဲ။ဒါတွေကိုစစ်စစ်ဖို့လိုတယ်။ အဲ့တော့အများပြည်သူတွေကလည်းတရားမဝင်တဲ့နေရာတွေမှာကိုယ့်ရဲ့ငွေကြေးတွေမရောက်ရှိသွားဖို့ကို အသိပညာဘ ഹു တုတ္တကျွဲဝါဖို့လိုတယ်တိဖို့လိုတယ်ငွေစုချင်းကိုယ့်အိမ်မှာကိုယ့်အကိုစုပေါင်းထဲမှာစုအစိုးရဘဏ် ကျမတို့ပုဂ္ဂလိကဗန်တွေကိုတောင်မှပဲတရားဝင်ဖွင့်ထားတဲ့ဗန်တွေကိုတောင်မှမယုံကြည်ဘူးလို့ယုံကြည်တယ်လို့ ਨੇ လုံနေကြသေးတယ်မလားရက်ွက်ထင်းကလူချင်းလူချင်းကဘလောက်များယုံကြည်ရလို့လဲနိုင်ငံအဆင့်ဖွင့်ထားတဲ့ဗန်တွေကိုတောင်မှမယုံကြည်ဘူးတွေဘာတွေညာနေလုံသေးတာလीဗန်ကိုမယုံလို့ပတ်သက်မစူဘူးတဲ့ဗန်ကမလိန်သွားဘူးတက်တက်ပြအောင်တော့အခက်ခဲရငွေတပိတ်သေးထုတ်လို့မရတာတို့ထုတ်လို့ရတာတို့ဒါပဲဖြစ်ကောင်းဖြစ်လိမ့်မယ်လိန်ပြီးတော့တော့မပြေးဘူး မရှိခဲ့ဘူးလားဆိုတော့ကျွန်တော်တို့ဟိုအရင်တုန်းကတော့တခါဒီဝါလီခံလို့ဆိုတခါရှိခဲ့ဘူးတယ်ဟုတ်လားအဲ့တော့ဒီလိုမျိုးနိုင်ငံအဆင့်ဘန်နေတောင်မှဒီလိုစိတ်မျိုးရှိတယ်ဆိုရင်ရက်ကွက်ထဲကလူတွေကဘလောက်အဆင်ရှိလို့ကျွန်တော်တို့ကယုံယုံကြည်ကြည်နဲ့စုမဲစုတာမျိုးတွေရွှေစုစာအုပ်လောက်တာမျိုးတွေလုပ်ရဲကြရတာလေမလုံးနဲ့တော့ကိုယ့်ရဲ့ချွေးနှဲစာတွေတိတ်နှမျောဖို့ကောင်းနေဟုတ်ပြီလားတတိထားနိုင်ဖို့အတွက်ပြောပါတယ် အိမ်မဲကားမဲစုမဲရွှေစုစာအုပ်အလိန်လေးကြီးပဲ90ရာဂိုင်းတော့လိန်မှာအေးမမကန်ကန်နဲ့စုမဲနည်းနည်းလေးလူနေစုနဲ့မမကန်ကန်နဲ့ချိန်နိုင်အဲ့တော့လူနေစုနဲ့မမကန်ကန်မာတယ်ဆိုတယ်ဆိုတဲ့နေရာမှာလဲကျွန်မပြောပြမယ်အဲ့ဒီစုမဲကင်တဲ့သူကရောင်းနိုင်စားနိုင်ဖြစ်ဖို့လိုတယ်လေ။သူက၁၀ရောက်မဲကင်နေဆိုပါစို့ ်၅ယောက်ကထုတ်သွားပြီးပြီထုတ်သွားပြီးတဲ့၅ယောက်ကငွေပြန်မထည့်ဘူးဆိုလို့ရှိရင်အဲ့ဒီ၅ယောက်စာသူငေါနောက်၅ယောက်ကိုအမ်းပေးနိုင်လားယော်ပေးနိုင်လားအဲ့ဒီကြရင်လွယ်လွယ်နဲ့ဘာဖြစ်တယ်လဲဆိုရင်ရှေ့ကထုတ်သွားတဲ့သူတွေကပြန်မထည့်လို့သူကလည်းစိုက်မယော်နိုင်ဘူးရှေ့ကလူတွေထည့်မှရမယ်ရှေ့ကလူတွေမထည့်လို့မယော်နိုင်ဘူးဆိုပြီးတော့မှမညာဘူးဟုတ်လားအဲ့တော့လေကျမတို့တွေကအများကြီးသတိထားဖို့လိုတယ်နော်တိလားကျမ အလုံးစုံတရားရာဂိုင်းလုံးမမှန်ကန်မှုဆိုတာထက်60ရာဂိုင်းလုံးဒီလုံးဝမမှန်ကန်ပါဘူးနော်ခြေနိုင်လက်နိုင်နဲ့ဆင်ရာဂိုင်းလုံးမမှန်ကန်ကန်စုနေတဲ့သူတွေကိုတော့မဆိုလိုဘူးဒါပေမဲ့ဒီစုမဲတွေဆိုတာလေအရှိမအများကြီးဘဝတွေပြက်ခဲ့ပြီးပြီလူတွေအများကြီးပါခဲ့ကြပြီးပြီအဲ့တော့ကျမတို့တိုင်းပြည်ကလိန်နေလိန်နေလိန်နေဆိုတဲ့လိန်ကြီးဟာလေနှစ်နှစ်သုံးနှစ်နေလို့ရှိလို့ရှိရင်လူတွေကမေ့သွားပြီအမှတ်လည်းမရှိဘူးအဲ့ဒီလိန်ကြီးနဲ့ပဲအဲ့ဒီလူတွေကပြန်လိန်လာတယ် အဲ့ဒီလိန်နီးနဲ့ပဲပြန်ခံရတာကျမတို့တိုင်းပြည်မှာအလိန်ခံရတဲ့ဖြစ်စဉ်ဖြစ်ရတိုင်းဟာတက္ကနစ်အစ်စ်တွေနဲ့ဟုတ်တာမဟုတ်ဘူးဒီတက္ကနစ်တွေနဲ့ပဲ KP တွေနဲ့လိန်နေတယ် KP တွေနဲ့လိန်နေတယ်တွင်တွင်ကြဲကြဲကြီးဒီမှာပြောနေကြတယ်လိန်နဲ့လိန်နဲ့လိန်ကြီးတွေကိုလည်းခဏခဏနဲ့ဒီမှာ TikTok တွေမှာ Facebook တွေမှာတင်းနေတယ်ဒါလည်းအခုချိန်ထိအလိန်ခံရတဲ့သူရှိနေတော့မယ်ဒါကြောင့်မလို့တိတယ်တိတဲ့သူတွေကြော်သွားပါမတိတဲ့သူတွေအတွက်ကျမတို့ကအကြောင်းထပ်ပြီးခဏခဏပြောပြခြင်းဖြစ်ပါတယ် တတိထားဖို့လိုပါတယ်ထပ်ပြောပါမယ်စုမဲအိမ်မဲကားမဲရွှေစုစာအောင်တတိကြက်ကြက်ထားပါကိုငွေသူများစီမရောက်ပါစေနဲ့စေတနာဖြင့်မေတ္တာဖြင့်ပြောခြင်းဖြစ်ပါတယ်နော်မင်္ဂလာပါရှင်ဒေါ်အလမွန်တင်းလာဟလာနာမည်ကဟုတ်မယ်ထင်တယ်မင်္ဂလာပါအမကြီးအမနဲ့ကျမနဲ့ကလူမှုရေးပတ်သက်မှုလည်းမရှိဘူး ီးပွားရေးပတ်သက်မှုလည်းမရှိဘူးတနည်းအားဖြင့်ပြောရမယ်ဆိုရင်အမလုပ်နေတဲ့လုပ်ငန်းတွေနဲ့ကျမရဲ့လုပ်ငန်းတွေနဲ့လည်းနည်းနည်းလေးမှအဆက်မှုမရှိဘူးပေါ့နော်အမနော်လုပ်ငန်းချင်းလည်းမတူဘူးပေါ့နော်အမအဲ့တော့အမအနေနဲ့ကအာပေါ့နော်ကျမကိုအအမြဲတမ်းပေါ့အမြဲတမ်းဆိုတာအမကိုအမသိမှာပါနော်အမကိုအမသိမှာပါအမအနေနဲ့ကတော့ကျမကိုနာမည်တက်ပြီးပြောဆိုခဲ့တာမဟုတ်ဘူးလို့ ်ညင်းမှာပေါ့ဒါပေမဲ့အမပြောလိုက်တဲ့စကားလုံးကဘယ်သူ့ကိုပြောတယ်ဆိုတာအမကိုအမလည်းသိတယ်လို့နားထောင်နေတဲ့သူတွေကလည်းသိတယ်အမကြီးနော်အမရည်ရွယ်ချက်ရှိရှိနဲ့နော်ထိခိုက်ပျက်စီးအောင်လူတယောက်ရဲ့ပေါ့နော်လုပ်ငန်းခွင် ထိခိုက်ပျက်စီးအောင်ရည်ရွယ်ချက်ရှိရှိနဲ့အမပြောလိုက်တဲ့စကားလုံးကနာမည်တော့တတ်မပြောတာဘယ်သူ့ကိုပြောတယ်ဆိုတာရည်ရွယ်ချက်ရှိရှိနဲ့အမပြောခဲ့တာ เนาะအမပထမတစ်ချိန်တော့ပထမတစ်ချိန်အမအဲကျမကို အမပြောတာဆို၃ချိန်ရှိသွားပြီနာမည်တော့မထည့်ပြောသွားဘူးအမကျမနာမည်တော့မထည့်ဘူးဒါပေမဲ့၃ချိန်ရှိအမပြောသွားတာပထမတစ်ချိန်တော့ကျမသားလက်လေးနဲ့ပတ်သက်ပြီးတော့ကိစ္စတော့ငါလည်းအမဝင်ပြီးတော့အမပြောဘူးတယ်ဒုတိယတစ်ချိန်မှာလည်းเนาะအမကိုအမကတော့ရက်ွက်ထည့်ရအစ်စ်မဟုတ်ဘူးเนาะအဲကျမတို့လို့ရက်ွက်ထည့်ရအစ်စ်မျိုးပြောစရာလားဆိုပြီးတော့အမအမကိုအမအမွန့်တင်ပြီးပြောသွားတယ်အဲ အခုတတိယတစ်ကြိမ်မှာလဲပေါ့နော်အဲတိုက်ရင်ကန်ဆယ်မဲတိမ့်တောင်းနဲ့ချီတဲ့ကန်ဆယ်မဲကိုမပေးတာလိမ့်နေတာဆိုပြီးတော့အမပြောသွားတယ်ဒါဟာဒါတွေဟာခြုံငုံပြီးပြောလိုက်မယ်ဆိုရင်အမကကျမနာမည်တော့ထဲ့တော့မပြောပါဘူးနင်အမကပြောလိုက်မယ်နင်အနာရှိရင်ဆက်ပေါ်လို့ပြောလိုက်မယ်ကျမအနာရှိလို့ဆက်တာမဟုတ်ဘူးအမအမကအဲပေါ့နော်လူတစ်ဖက်သားဟုတ်ပေါ့နော်ကိုနဲ့လုပ်ငန်းနဲ့မတူကျမအကြောင်းကိုလည်းအမအကုန်သိတာမဟုတ်ဘဲနဲ့ အမလက်လွတ်စပယ်တွေမပြောပါနဲ့လက်လွတ်စပယ်တွေမပြောပါနဲ့အဲ့ဒီလိုလက်လွတ်စပယ်ပြောခြင်းအားဖြင့်အမအတွက်ပါအကျိုးထူးသွားလေနော်ကျမနဲ့ပတ်သက်ပြီးတော့အမလက်လွတ်စပယ်တွေပြောခြင်းအားဖြင့်အမပါလေးအကျိုးထူးသွားလေနော်အဲ့တော့အမအနေနဲ့ပေါ့နော်အာနောက်နောက်ပေါ့နော်ကျမနဲ့ပတ်သက်တဲ့ဘလို့ကိစ္စမျိုးကမှစကားတွေကိုထည့်မပြောပါနဲ့လို့ အမကိုကျွန်မ online ကနေတရားဝင်အတိပေးတာပါရှင်အမ online မှာပြောထားတာဖြစ်တဲ့အတွက်မလို့ကျွန်မကလည်းတရားဝင် online ကနေအတိပေးတာဖြစ်ပါတယ်ကျွန်မနဲ့ပတ်သက်တဲ့ဘလို့ကိစ္စမျိုးကိုမစူပေါ်တော့အမကျွန်မနာမည်ကျွန်မနဲ့ပတ်သက်တဲ့ကိစ္စရတွေကိုထည့်မပြောပါနဲ့အမအမကိုအတိပေးတာနော်တတိပေးတာမဟုတ်ဘူးကွဲပြားတယ်နော်အမအမပညာတက်တယ်မလားအမပညာတက်စေစဉ်းစားနိုင်မှာပါကျွန်မပြောတဲ့စကားကိုစစ်စစ်တင်ပါတယ်အမမင်္ဂလာပါ မိတ်တင်ရင်ဟိုစိတ်နေတယ်သူများရဲ့စိတ်နေကိုလိုက်လွင့်ပြီးတော့ရောင်းပေးနေတဲ့အမကြီးရတယ်မိတ်တင်ကိုဘလူတွေပြောနေတာမိတ်တင်ကိုလေဘလူတွေဆိုးနေတာမိတ်တင်ကိုလေဘလူတွေလှုပ်နေတာဘလူတွေလိုက်လွင့်နေတာဆိုပြီးတော့မှလာပြောတဲ့သူတွေအများကြီးပေါ့နော်အဲ့တော့မိတ်တင်ဘာမှပြန်မပြောဘူးလားမိတ်တင်ဘာလို့ငြိမ်ခံနေရလဲဆိုတော့သူဒီအတွက်ကိုဒီ post လေးတင်ပေးတာဖြစ်ပါတယ်သူက သူ့မှာတတိမရှိလို့တောင်မှမိသိရဲ့နာမည်ကိုသူထုတ်ဖော်ပြီးမပြောရဲဘူးလीเนาะအဲ့တော့သူကမိသိင်ကိုပြောတာလဲဖြစ်ချင်မှာဖြစ်မှာပေါ့ဖြစ်ချင်မှာဖြစ်မှာပေါ့နော်ပြောချင်မိသိရဲ့နာမည်ကိုနော်နာမည်တက်ပြီးတော့ပြောပေါ့เนาะအဲ့တော့နာမည်တက်ပြီးတော့မပြောရဲတဲ့ပေါ့เนาะသူ့လိုသူ့လိုပေါ့เนาะသူများအကြောင်းပြောမှာ ထမင်းစားရမဲ့သူမျိုးမိသင်ကဘာလို့တူပြိုင်ကြီးဖြစ်နေမှာလဲမဖြစ်တော့ဘူးမိသင်နော်ကိုဖြစ်လိုက်ရင်ကိုကလူဆိုးဖြစ်တယ်အဲ့တော့ကိုကလူဆိုးအဖြစ်မခံတော့ဘူးနော်သူမပြောတူတောင်ကိုနာမည်ကိုတက်ပြီးမပြောရဲလို့နော်မပြောတာကိုကိုကသူ့ဘာလို့မပြောနေတော့မှာလဲနော်အဲ့တော့လူဆိုတာကနော်လူဆိုတာကကိုတမိုင်းကိုရေးကြတာပါကို့အကြောင်းကို ကိုယ့်လုတ်ကိုလှုပ်ကြတာကိုယ့်သမိုင်းကိုရေးကြတာသူတို့လို့ပေါ့နော်သူများအကြောင်းပြောမှာထမင်းစားရတဲ့သူတွေသူများအကြောင်းပြောမှာထမင်းဝါတဲ့သူမျိုးတွေဟာနော်အမတန်ရှက်စရာကောင်းပါတယ်မိမိကိုယ်ကိုမိမိကမသိတာပေါ့နော်လူတွေဆိုတာကသူတို့ပြောလိုက်တာသူတို့ပြောလိုက်တဲ့စကလုံးတစ်လုံးရဲ့ဘဝတွေဟာအစ်တီလူတယောက်ရဲ့ဘဝမဟုတ်ဘူး เนาะ तू ပြောလိုက်လို့လဲမဲ့အတင်ဘဝကြီးကပြောင်းလဲသွားမှာလဲမဟုတ်ဘူး तू ပြောလိုက်လို့လဲမဲ့အတင်ရဲ့ဘဝကြီးကအဲမဲ့အတင်ရဲ့ဖြစ်တည်မှုကြီးကပြောင်းလဲသွားမှာမဟုတ်တလို့သူရဲ့ပြောတဲ့စကားတစ်လုံးချင်းစီတိုင်းစကားတစ်လုံးတိုင်းကလည်းမိတ်တင်ရဲ့ဖြစ်တည်မှုကြီးမဟုတ်ဘူးလေเนาะအဲ့တော့မိတ်တင်ပကံနာစီလည်းပါအကြောင်းမှမရှိဘူးเนาะမိတ်တင်လောက်ရက်တွေမိတ်တင်ရဲ့လုပ်ငန်းတွေမိတ်တင်ရဲ့လုပ်ငန်းတွေနဲ့ပတ်သက်တဲ့ကိစ္စရက်တွေဟာ မိတ်တင်ရတမိုင်းနေဖြစ်တယ်အချိန်တန်ရင်မိတ်တင်ရလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အအများကြီးစကားပြောသွားလိုက်မယ်เนาะမိတ်တင်ကိုအချစ်ခင်တဲ့เนาะလူပေါင်းများစွာเนาะမိတ်တင်ကိုအချစ်မိရတဲ့လူပေါင်းများစွာတို့လေးတည်းရှိနေပါပဲရှင်လေးရဲ့ပဲတွဲလေးရဲ့ပဲเนาะအဲ့တော့အချစ်ခင်တဲ့အတူတူအတွက်ကိုပဲမိတ်တင်ကအသက်ရှင်နေတယ်လို့ကိုယ့်ကိုမချစ်ခင်တဲ့သူတွေရဲ့ ပြောထွက်ပြောထွက်လာတဲ့စကလုံးတွေကလည်းမိတ်တင် တွေရဲ့ဘဝတွေဖြစ်မနေဘူးလေနော်အဲ့တော့အဲ့ဒီလိုလူမျိုးတွေကိုလည်းမိတ်တင်တွေရဲ့ဘဝထဲမှာအမိုက်တစ်ခုအနေနဲ့ပဲမိတ်တင်ကထားပါလေအားလုံးကျေးဇူးတင်ပါတယ်ပိတ်သက်ကြီးတော့သူတို့တွေကဘယ်သူမှမှန်တယ်ဘယ်သူမှမှားတယ်ဆိုတာလေးအောက်မှာ comment မှာရေးသွားခဲ့ကြပါနောက်လာမယ့်ပွဲစောင့်ကြည့်ရအောင်ဗျာဟုတ်ဟဲ့